စာထွန် unit တိုင်းဒါမှမဟုတ် ghost tower ကိုဘာကြောင့်ပြည်စည်းအောင်မဆောင်နိုင်ပဲရက်ဆိုင်ခဲ့ရတာလဲဘာလို့ဆက်ဆောင်လို့မရတာလဲ ဒီတိုက်က49ရက်ရှိတာပါပြီးခဲ့တဲ့35နှစ်1990ခုနှစ်မှာဒီတိုက်ကိုစပြီးဆောက်လုပ်ခဲ့တာပါဒီတိုက်က80ကနေ90ရာခိုင်နှုန်းထိကိုစောက်ပြီးနေပါပြီဒီ project ကိုစခဲ့တဲ့သူကတော့ Lansan Torsowan ဆိုတဲ့သူပါဒါပေမဲ့1998ခုနှစ်မှာတော့ဒီတိုက်ကိုဆက်မဆောက်နိုင်တော့ပဲရပ်ဆိုင်းခဲ့ရပါတယ်အကြောင်းရင်းကတော့ လန်ဆန်တော်ဆူမန်ဟာအဲ့ဒီအချိန်တုန်းကတရားသူကြီးတဦးကိုလှုပ်ကြံခိုင်းစေမှုနဲ့တရားဆွဲဆိုခံရတာကတကြောင်း1998ခုနှစ်ထိုင်းမှာစီးပွားရေးအကြက်တဲဖြစ်ခဲ့တာကတကြောင်းငွေကြေးပန့်ပိုးခဲ့ကြတဲ့ကုမ္ပဏီအချို့ကအဲ့ဒီလူကိုအယုံအကြည်မရှိတော့တာတချို့ကုမ္ပဏီတွေလည်းဒီအကြက်တဲကြောင့်ပိတ်သိမ်းခဲ့ကြပြီးဆက်ပြေးမပန့်ပိုးနိုင်တာကြောင့်အဲ့ဒါပါနောက်ပြီးဒီတိုက်ကို နောက်တစ်ခါအပြီးထိပြန်ဆောင်းမယ်ဆိုရင်တောင်မှ60ရာခိုင်နှုန်းသောဒီတိုက်ခန်းတွေဝယ်ခဲ့တဲ့ပိုင်ရှင်တွေကိုမြေပြန်အမ်းရမှာပါပြီးတော့ဥပဒေအကြောင်းအရအရန်ရှုပ်ထွေးလာပါတယ် Ghost Tower လို့နာမည်ကြီးသွားတဲ့အကြောင်းရင်းကတော့အဲ့ဒီတိုင်းမှာကျိုးဆွဲချတည်တဲ့သူနဲ့နောက်ပြီးရဲကားတွေလည်းအဲ့ဒီမှာလာရိုက်ကြတော့ Ghost Tower လို့လူသိများလာတာပါဒါဆိုပါလို့ဒီတိုက်ကို မဖြိုလိုက်တာလေဒီတိုက်ကိုဖြိုပြီးဒီမြေနေရာကိုပြန်အသုံးပြုရင်တောင်တိုက်ဖြိုတဲ့ဈေးကပိုများနေတာပါ